ရန်ကုန်မြို့ဗဟန်းမြို့နယ်မှာရှိတဲ့ဗိုလ်ချုပ်ပြတိုက်ကိုဖေဖော်ဝါရီလ17ရက်နေ့ဗိုလ်ချုပ်အောင်ဆန်ရဲ့တရားနှစ်နှစ်ပြည့်မွေးနေ့မှာဖွင့်လှစ်ပေးထားခဲ့ပြီးပြည်သူတွေလာရောက်ဂုဏ်ပြုလေးလာခဲ့ပါတယ်။အီမမမွန်သတင်းပေးပို့ထားပါရရှင်။မင်္ဂလာပါရှင်။ခုရောက်နေတာကတော့ရန်ကုန်မြို့ဗဟန်းမြို့နယ်နမ်မောက်လမ်းမှာရှိတဲ့ဗိုလ်ချုပ်အောင်ဆန်ရဲ့နေပြတိုက်မှာဖြစ်ပါတယ်။ဒီဗိုလ်ချုပ်ပြတိုက်ခါဆိုလို့ရှိရင်ပုံမှန်အားဖြင့်တနင်္လာနေ့နဲ့ပြန်တန်းဝင်ရုံပိတ်ရတဲ့မှာပိတ်ထားလေးရှိရမယ်။ဒီနေ့ဖေဖော်ဝါရီ17ရက်နေ့ဗိုလ်ချုပ်အောင်ဆန်ရဲ့တရားနှစ်နှစ်ပြည့်မွေးနေ့မှာတော့ပြတိုက်ကိုမနက်9:00နာရီနဲ့ညနေ4:00နာရီခွဲထိဖွင့်လှစ်ထားပါတယ်။ မကျောင်းအောင်ဆန်းရဲ့ဒီပြလိုက်ကိုတော့လေးလာလေးလာမှုအနေနဲ့ကတော့ဒီမကျောင်းအောင်ဆန်းမွေးနေ့လို့ February 17ရက်နေ့အာစာရီနေ့တွေမှာဆိုလို့ရှိရင်တော့ပြလိုက်ကိုဝင်ရောက်လေးလာသူများပြပါတယ်ဒီတမန်ဇာတ်ရက်တွေမှာဆိုလို့ရှိရင်တော့ပြလိုက်ကိုနိုင်ငံသားသားဧည့်သည်အလားများရလို့သိရပါတယ်ဒီနေ့ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ February 17ရက်နေ့တရားနည်းနည်းမြောက်မွေးနေ့မှာတော့ဒီနေ့နေ့လယ်ပိုင်းအချိန်ထိကိုလူဦးရေ900လောက်လာရောက်လေ့လာပြီးပြီလို့သိရပါတယ်။အဲကလေးတွေကိုတော့သူတို့ဒီဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ရာဇဝင်အကုန်လုံးသိစေချင်တာရဲ့။နောက် ဘုကျုပ်ကလှုပ်လှုပ်ဆောင်ချက်အလုံးကိုသူတို့တိစေခြင်းနဲ့ဟိုကနေရွေးချက်နဲ့လာခဲ့တာပေါ့လေဒီပြရရဆိုလို့ရှိရင်စပါးစီတက်လာပြီးနောက်ပိုင်းမှာပြလိုက်ကိုအစည်းအစားပြင်ဆင်မှုလုပ်ထားပါတယ်ပြလိုက်ကအတွင်းပိုင်းအပြင်ပိုင်းတွေကိုပြင်ဆင်မှုလုပ်ထားပြီးတော့ပြလိုက်ထဲမှာဆိုလို့ရှိရင်ဘုကျုပ်အောင်ဆန်းရဲ့ပုံတူးရုပ်ထုကိုလည်းထည့်ထားပြီးဖြစ်ပါတယ်ဒီဘုချုပ်ပြရတာဆိုလို့ရှိရင်ရခင်နှုံးမဆိုရင်တော့ဒီပြလိုက်ကိုဒီထင်ကရနေ့တွေဖြစ်တဲ့အာဇာနည်နေ့လို့ ဘုဒ္ဓမွေးနေ့လိုနေ့တွေမှာတာဝန်ရောက်လဲပတ်ခွင့်ရပါမယ်ခုနကပြောမှာဆိုလို့ရှိရင်ပြလိုက်ကိုဇာရက်တွေမှာပုံမှန်ဖွင့်လှစ်ထားတဲ့အတွက်ဒီပြည်သူတွေနေနဲ့ဘုဒ္ဓပြလိုက်ကိုအမြဲအစဉ်လေ့လာနိုင်ပြီဖြစ်ပါတယ်ဒီအကြတော့ကျောင်းကလည်းစောစောဆင်းနေပြီးဒီနေ့ဘုဒ္ဓဒီဒီကိုလာတဲ့ချိန်ဟိုတခါမှလည်းမရောက်ဘူးပေါ့မရောက်ဘူးအဲလာကြည့်ချင်းနဲ့လေ့လာချင်းတဲ့အတွက်ကြောင့်လာပြတာဖြစ်ပါဒီတန်ပို့ပြီးတော့ကျောင်းစာလည်းမှာဆိုလို့မူလာတန်းအဖြစ်အလဲတန်းအထက်တန်းအဲမှာဆိုရင်ဘုဒ္ဓဆန်ကျောင်းတို့ပြန်ပြီးတော့ထည့်သွင်းလို့ပို့ကောင်းမယ်လို့မြင်မိပါတယ် ဘုချုပ်ဆိုတာတကယ်တမ်းဆိုရင်မတို့တိုင်းပြည်မှာတကက်ကိုလေးစားတိုက်တဲ့ဘုချုပ်ဆိုတဲ့ຢາລູລີລောက်ແນ່ທຸກຂະມຍາຕຽາຕົ້ວຈາລະຕະໂມຊິຊິແນ່ປິດູລີກະລີຊາໄຖຖວານແນ່ລົກຈາບາລຸອະພະດີນີ້ຫະປ ્યો ຈິນລຸດີກາຕົງເລີຍລີຊ່ວຍປິດໍອະພະໄປແກ່ດາບາເນາະຕຸມີນາ ကဲဘို့ချောင်းဆံမွေးနေလို့အာဇာနီနေလို့ဒီမှာဆိုလို့ရှိရင်ရန်ကုန် မှာရှိတဲ့ဘို့ချိုးပြလိုက်ပြင်နမောင်မြို့နယ်မှာရှိတဲ့ဘို့ချိုးနေမှာဆိုလို့ရှိရင်လာရောက်လည်လာတဲ့ပြည်သူတွေအများပြားနေပဲဖြစ်ပါတယ်ရန်ကုန်မြို့ပါဝင်စားမြို့ကြီးတွေမှာတော့ဘို့ချောင်းဆံမှတ်တရပြောရတဲ့စကားကိုယူပြီးတော့ပဲပြုံးတဲ့နံပြအမှတ်တရစတူဒီတာကျွေးရာတွေနဲ့ဘို့ချောင်းဆံမွေးနေတဲ့ပတ်သက်တဲ့အထိတ်မှတ်တွေဂုံပြူဝယ်တွေမိန်ကွန်းတွေပြန်လည်ဖွင့်ပြတာတွေဒီဘို့ချောင်းဆံနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပြန်လည်ဝင်ငှတာတွေနဲ့ဂုံပြူပွဲတွေကိုရန်ကုန်မြို့ပါဝင်မြို့ကြီးတွေမှာပြုလုပ်နေပါတယ်ကျမကတော့အီမမမော်မ